ဒီပူပီရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။အရှေ့တရုတ်ပင်လယ်အတွင်းပထဝီနိုင်ငံရဲ့အရာအကဲဆက်တဲ့ကျွန်းစုတွေအနီးမှာတရုတ်နဲ့ဂျပန်ကမ်းခြေစောက်တပ်တွေထိတ်တိုက်တွေ့ခဲ့ကြပြီးဒီဖြစ်စဉ်နဲ့ပတ်သက်လို့နှစ်ဖက်ထုတ်ပြန်ချက်တွေကကွဲလွဲနေပါတယ်။တောင်ကိုရီးယားနိုင်ငံမှာနေအိမ်နဲ့လုပ်ငန်းခွင်မှာတုံးတဲ့ IP လုံခြုံရေးကင်မရာပေါင်းတသိန်း1000ကျော်ကို hack လုပ်ပြီးလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်တဲ့ဗီဒီယိုတွေဖန်တီးဖြန့်ဝေခဲ့သူလေးယောက်ကိုရှစ်တက်ခွေကဖမ်းဆီးလိုက်ပါတယ်။ Samsung Electronic Company ရဲ့ပထမဆုံးသောခောက်ချိုဖုန်း Galaxy Z Flip 4ကိုဒဇင်ပါလာနေရာနေမှာစတင်မိတ်ဆက်လိုက်ပါတယ်။ specialist 같은거여서대량으로판매한다기보다도 DBB ရဲ့နောက်ဆုံးရသတင်းတွေကို DBB TV New Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါရဲ့ရှင်။